ဖျားမင်းပူဇော်ထားရကနေဖျားစင်အောင်မှရှိတဲ့ပေါ်ပြားတွေပေါ်ကဖျောင်းနိုင်ပြုတ်ကြပြီးမိလောက်ကျွတ်မှုမန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မန္တလေးမြို့ချင်းအီတာဇံမြို့နယ်28လမ်း62လမ်းနဲ့63လမ်းကြားမှာရှိတဲ့15ဘေဘေ30အာစီ3တက်အဆောက်အအုံအာကစားပစ္စည်းဆိုင်ဖွင့်လှစ်ထားတဲ့ဆိုင်ရဲ့တတိယတက်မှာ ဖျားစင်မှာဖျောင်းနိုင်တဲ့ဖျောင်းမီးပူဇော်ထားရကနေအောက်မှာရှိတဲ့ဖော်ပြားတွေပေါ်ကိုဖျောင်းနိုင်ပြုတ်ကြပြီးမီးလောင်ကျွမ်းဖို့မလ21ရက်ည8:48မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနကနေသတင်းရရှိပါရယ်မီးလောင်မှုကြောင့်အဆောက်အဦတတရထက်မျက်နှာချက်တွေနဲ့အလူမီနီယံမှန်တကားတွေကြမ်းကင်းဖော်ပြားတွေအားကစားပစ္စည်းတွေဆုံးရှုံးခဲ့တယ်လို့သိရပါရယ်မီးလောင်မှုဖြစ်ပွားရာကော ချင်းအေးတာဇန်မြို့နယ်ကမင်းငိတ်သက်ရင်၂စီ၊ပတ်ကုံးဝင်းကျင်အယံမီသက်စခန်းကမင်းငိတ်သက်ရင်၃စီ၊ကံကောက်အယံမီသက်စခန်းကမင်းငိတ်သက်ရင်၃စီ၊ပြည်ကြီးမြက်မှန်အယံမီသက်စခန်းကမင်းငိတ်သက်ရင်၃စီ၊စိတ်တရမဟီအယံမီသက်စခန်းကမင်းငိတ်သက်ရင်၃စီ၊မောရခေဝအယံမီသက်စခန်းက၃စီ၊စုစုပေါင်းမင်းငိတ်သက်ရင်၇စီ ချိန်တာဇံမြို့နယ်မိသက်စခန်းကရေသိရင်တစီပြည်ကြီးမြက်ရှင်အယံမိသက်စခန်းကရေသိရင်တစီအောင်နန်းရိတ်တာအရှိအယံမိသက်စခန်းကရေသိရင်တစီစုစုပေါင်းရေသိရင်၃စီအုတ်ချုံမှုရင်၃စီတို့နဲ့တန်တေ30ဦးအယံမိသက်တပ်ဖွဲ့ဝင်40ဦးစုစုပေါင်း80ဦးနယ်မြေခံရင်အုပ်စုနဲ့တွားရောက်ငိမ့်သက်ခဲ့ရာည9:12မိနစ်မှာမိထိန်နိုင်ခဲ့ပြီးည9:14မိနစ်မှာမိငိမ့်ခဲ့တယ်လို့သိရပါဗျ။ဓာတ်ပုံ credit က MFSD ပါ။